အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ဗောနော်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ဆုံမကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့ညမှာဒါကျွန်တော်တို့ဘောလုံးအကြောင်းပါညာဆိုရတဲ့အေးဗောဘောလုံးအကြောင်းအဓိကပြောသွားမှာဗောနာမည်ဘောလုံးအကြောင်းပြောတဲ့နောက်ဆက်တွဲရတာကျွန်တော်တို့ဘောလုံးအကြောင်းဖြစ်ပေါ်တဲ့ခံစားချက်လို့ပဲပြောရပါဗောနော် အဲ့တော့ကျွန်တော်တို့မနေ့ကလစ်ဗာပူးအသင်းအနေနဲ့ဒါကျွန်တော်တို့ဒါပရီးမီးယားလီဂ်ဆိုဘလာတို့နဲ့အချိန်20ရခဲ့တယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တို့ဒီပရီးမီးယားလီဂ်လိုပြောင်းလဲခေါ်ဆူပြီးတဲ့အချိန်မှာဒါကျွန်တော်လစ်ဗာပူးအသင်းရတာဒုတိယမြောက်ဆူဖသားလို့လည်းပြောလို့ရတယ်တော့မှာပါတယ်။မြေတို့ပင်ဆိုစီကမှလစ်ဗာပူးအသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာ First Division League Title ကိုဒါကျွန်တော်ထားတဲ့နာမည်ဆိုထူးနိုင်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီ ပွဲပြီးတဲ့ချိန်မှာတော့ကျွန်တော်ပွဲမတိုင်ခင်ချိန်မှာ Liverpool ပြည်သက်တွေနဲ့ဒါကျွန်တော် Anfield မှာဒါစုယုံခဲ့ကြရတယ်ဗောနော်ဒါစုယုံခဲ့ကြရကျွန်တော်ပြည်သက်တွေအရန်ပြောခဲ့အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ International ပြည်သက်တွေမှာပွင့်တဲ့ UK ပြည်သက်တွေကပါဒီပွဲကိုလုံးဝဒါကျွန်တော်တို့စိတ်ဝင်စားနေကြည့်ခဲ့ပြီသူတို့အသင်းဒါတမတ်ရယုံနဲ့တင်နိုင်ခဲ့တဲ့နိုင်နိုင်တဲ့အချိန်မှာအသင်းကဒါကျွန်တော် Spurs ကိုဒါ၅ဂိုးပြတ်ဆိုတဲ့ရလက်နဲ့ဒါ Spurs အသင်းကိုနိုင်ခဲ့တယ်ဗောဗျာနော်အဲ့တော့ ဒီမှာကျွန်တော်တို့ကျွန်တော်အနေနဲ့ကျွန်တော်ဒါပွဲပြီးတော့ကျွန်တော်မနေ့ပြောတယ်ဒါရှုံးမယ်ဆိုရဲသိတယ်ကျွန်တော်အနေနဲ့လည်းကျွန်တော်ကမကြခင်မှာကိုရီးယားလည်းယူရိုပါလီကိုအာရုံစိုက်မယ်ဆိုကိုသိတယ်အကုန်လုံးကဒါလက်ခံထားပြီးသားဗျသိပ်ပြီးထူးဆန်းနေမှာလီဗာပူးဒါကျွန်တော်တို့ဖလားရတယ်ကျွန်တော်တို့ကလည်းစိတ်နောက်ရှက်ဖြစ်စရာကိစ္စပေါ့ကျွန်တော်ဒါမနေ့ကလည်းပြောခဲ့ရလို့ပဲကျွန်တော်တို့ကလီဗာပူးလို့အသင်းမူနဲ့ကျွန်တော်အသင်းတွေကလည်းအလန့်ဝေးတယ်ကျွန်တော်အနေနဲ့ဒါ competition တစ်ခုလို့လည်းမခံဘူး congratulation ပေါ့နော်လီဗာပူးတင်တော့ဒါပေမဲ့ကြားထဲမှာကျွန်တော်အနေနဲ့ဒါခံစားရအခက်ဆုံးပြဿနာကအဲ့ဒါပဲ ဘာလို့လဲပြောမလို့လက်ရှိမှာကျွန်တော်ဘုရားမှာကျွန်တော်ထိန်းချုပ်လို့ရတဲ့ຢာဒီမှန်မှာကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့တယ်အခုလက်ရှိမှာဒါကျွန်တော်ပုံမှန်လေးခင်ဗျားတို့ကြွားတာမဟုတ်ဘင်းနဲ့ဒါပုံမှန်လေးလေးပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ relationship ပေါ့နော်ဒါကျွန်တော်တို့ဒါကျွန်တော်ကောင်မလေးနဲ့ဆိုအခုလက်ရှိမှာဒါအဆင်ပြေတယ်ဒါကျွန်တော်မကြခင်မဲ့ဒါတော်တော်လေးကိုအချိန်လေးကောင်းနေတယ်ပေါ့နော်ဒါကျွန်တော်တို့အဆင်တော်တော်လေးကိုပြောကျွန်တော်ပြောမယ်ဆိုအချိန်မှလည်းကိုယ့်ဘက်ကနေဘယ်တော့မှဒါကျွန်တော်ဝန်နေခဲ့တယ်ပေါ့မိဘကြီးမှဆိုတော့အခုချိန်မှာဒါဖူမားတို့ပုံမှန်လေးလေးပြောကျွန်တော်အဖေနဲ့အမေကိုကျွန်တော်လှုပ်ကျွေးနိုင်နေပြီအိမ်မော်တောင်တင်ထားနိုင်တဲ့ level တစ်ခုကိုကျွန်တော်ရောက်နေပြီပြခုနကလာမဲ့ဒါကျွန်တော်ရက်သက်တပတ်တုန်းမှကျွန်တော်အဖေ လဲဒါမဲ့ Chester United အသင်းကိုဟောင်ကောင်မှာတော့ပြနိုင်တော့မယ်ကျွန်တော်နေတယ်အဲ့တော့ပြောချင်တာငွေကြေးဘိုင်းမှာလည်းကျွန်တော်တက်ကကျွန်တော်ဒါတော်တော်လေးကိုဒါအဆင်ပြေတဲ့နေမှာကျွန်တော်မှာရှိတယ်အဲ့တော့စီးပွားရေးဘိုင်းမှာလည်းကျွန်တော်နေနဲ့ကျွန်တော်လုတ်တက်ကိုင်းနေကျွန်တော်ကိုယ်ရင်လောက်ကိုင်းရတယ်တို့ကြောင့်ကျွန်တော်နေတဲ့ဒီအဲ့တော့ပြောချင်တာကလောကရဲ့ဒါကျွန်တော်အလှဆုံးနေရာတွေကျွန်တော်ရောက်ခဲ့ဘူးညကျွန်တော်ဒါလှပါရဆိုရဲဒါကျွန်တော်အီတလီရဲ့ဒါကျွန်တော်တို့ဆစ်စလီဆိုတဲ့မြို့တွေရောက်ခဲ့ဘူးဒါကျွန်တော်ဆွစ်ဇာလန်ဆိုတဲ့နိုင်ငံတွေရောက်ခဲ့တယ်ဒါကျွန်တော်နယူးဇီလန်ဆိုတဲ့ဒါကျွန်တော်တို့တကယ်ကိုလှပါရဆိုတဲ့ဒါအိုရှေးနီးယားနိုင်ငံလားတကယ်ကိုခင်ဗျဟိုခက်ခက်ခက်သွားရတဲ့ဒါနိုင်ငံတွေဖြစ်တဲ့မွန်တီနီဂရိုဆိုတဲ့နိုင်ငံတွေတော့ ော်ရောက်ခဲ့ပြီဖြစ်တယ်ဒါကျွန်တော်ပြောပြချင်အဲ့တော့ပြောချင်တာကျွန်တော်လက်ထဲမှာရှိသမျှအရာမှန်သမျှကျွန်တော်ရအောင်လုပ်တဲ့စောင့်ချက်ရှိတယ်ကျွန်တော်ဖြစ်အောင်လုပ်တဲ့အကျင့်ရှိတယ်အဲ့ဒါကကျွန်တော်အကျင့်အဲ့တော့လက်ရှိမှာဘောမှာအဲ့ဒူပါမီရက်ရှ်မန်သမျှကျွန်တော်အကုန်ရခဲ့တယ်မနေ့ကခင်ဗျားတို့ကျွန်တော်ကြုံလို့လေးဟာတတ်ပြီကျွန်တော်မနေ့ကကျွန်တော်ကောင်မလေးမွေးနေပေါ့နော်ဒါကျွန်တော်အနေနဲ့ကျွန်တော်တောင်းတောင်းကျွန်တော်ဒိတ်တွေမိတာကျွန်တော်ဒိတ်မိခဲ့တယ်ကျွန်တော်အဖေမေမွေးနေကျွန်တော်သိတယ်သူများတွေကျွန်တော်ဒိတ်တွေပါကျွန်တော်မမိတာဆိုတော့နံပါတ်အရှိကြီးတွေဖြစ်တဲ့ဖုန်းနံပါတ်ကလွင်ကျွန်တော်အကုန်လုံးတောင်းတောင်းမှတ်မိအဲ့တော့ကျွန်တော်ကောင်မလေးမွေးနေကျွန်တော်အဲ့လိုမမိမှာဆိုတော့ကျွန်တော်နေရှိသမျှဒါ device တွေအကုန်လုံးမှာကျွန်တော်မှတ်ထားတယ် ဟိဘရန်28ရနေပေါ့နော်အဲ့တော့သူကမနေ့ကကျွန်တော်ဟင်လာပေးတယ်ဟဲ့တဲ့ငါနေမအီသေးဘူးလားပေါ့အေးမအီသေးဘူးပေါ့နော်လူကလုံးဝအောင်ဒေါင်းကြသွားတာဘာလို့လဲဆိုတော့စပါအသင်းနေနေဒါကျွန်တော်တို့ကျွန်တော်ရဲ့ဘဝတသက်တာမှာပေါ့နော်ဒီလိုမျိုး feeling မျိုးခံမြခံစားရမှာကျွန်တော်တွေကလက်ရှိမှာ Europa League ဆိုတဲ့စကားလုံးကိုပြောလာခဲ့ရမှာအခုလက်ရှိမှာ Bordeaux and Glen ကိုတောင်မှနိုင်ပြီးတော့နောက်တစ်ဆင့်ကိုတက်သွားနိုင်ပါမလားဆိုတဲ့မေးခွန်းကိုကိုယ့်အကူမေးရမယ် ။နောက်ဆုံးတက်ပြီးတက်အောင်တစ်ဖက်ကတော့ကျွန်တော်တို့ final ဒီမှာတွေ့ကြုံရှိတဲ့ Bilbao ကတော့ Manchester United လူသိမဲ့တွေ့ရမှာ။အဲ့တော့ final မှာနိုင်ဖို့ဆိုတော့တတော်ကြီးကိုခဲရင်းမယ်။အခုလက်ရှိမှာတော့ all against odd မှာဆိုရင်ကျွန်တော်အနေနဲ့ဒါ Bordeaux နဲ့ Glimt ပြီးကျွန်တော်တို့က underdog ထဲမှာဖြစ်သွားပြီ။ဒါကြောင့်ရာသီစမှာတော့ခြေစွမ်းရမစိုးဘူးဆိုတဲ့ကြောင့်ဒါ Spa တင်းနဲ့ချက်မဲ့တော့ Europa League ကိုရဖို့တော့ရေးပန်းစားအောင်တင်းနဲ့မှာပါတဲ့တဲ့တဲ့ကနေပြီးတော့အခုလက်ရှိမှာတော့ Athletic Bilbao နဲ့ United ရဲ့နောက်မှာဒါကြောင့်တတိယမြောက်အသင်းနဲ့ရက်တည်နေ။အဲ့တော့ ပြောချင်တာကျွန်တော်အနေနဲ့ကျွန်တော်ကိုယ့်အသင်းကြောင့်ကိုယ်တွေ့ကျွန်တော်ဒီဖလောက်လည်းသိပြီးအများကြီးမျောလင်းချက်မထားဘူးမရဘူးလည်းအများကြီးလို့ကိုယ့်ကိုယူဆတယ်အဲ့တော့ခုနကကျွန်တော်ပြောခဲ့ရပါပဲအဲ့တော့ကျွန်တော်ကောင်မလီနဲ့ကျွန်တော်နဲ့ဒါကျွန်တော်မရီယာသူမွေးနေပေါ့နော်အဲ့တော့ပွက်ပြီးတော့အချိန်မှာကျွန်တော် Liverpool player လို့ကျွန်တော်မနာလိုစိတ်နဲ့ကျွန်တော်ဝန်နေသွားမှာကျွန်တော်အနေနဲ့ငါဒီတသက်ငါအသင်းဒီလိုမျိုးငါ့ကို feeling ပေးတာငါခံစားရပါမလားဆိုတဲ့ဝန်နေမှုကအင်မတန်ပါဆိုတဲ့ဒါခုနကပြောတော့ခင်ဗျားဥမာ example တစ်ခုပြပြပါဘောနော်ဒါကျွန်တော်အနေနဲ့ဒါမဖြစ်ခင်ဗျားက ဟိုအိမ်အောင်တဲ့တယောက်နေနေကလေးမရနိုင်တဲ့အိမ်သားပဲခင်ဗျာဘဝမှာခင်ဗျာအကောင်းဆုံးကျိုးစားခင်ဗျာမိမောခင်ဗျာအာအရန်ပြောင်းထားနေအကောင်းဆုံးနေတာခင်ဗျာမိဘကဒါခင်ဗျာဘဝမှာခင်ဗျာကလေးမရနိုင်ဘူးဆိုတဲ့ဥစ္စာကြီးအင်မတမတ်ဆိုရတယ်ဘာလို့ပြဿနာခင်ဗျာကိုရင်လဲအဲ့တော့လက်ရှိမှာကျွန်တော်အနေနဲ့ကျွန်တော်ရဲ့ပြဿနာလည်းအဲ့လိုပုံစံမျိုးပဲကျွန်တော်ပြဿနာလက်ရှိမှာတော်တန်ဟော့စပါတင်းနဲ့ပတ်သက်လာရင်ကျွန်တော်ဒီခုနကပြောဒီအသင်းကျွန်တော်သူများရဲ့လိုသားမှာဟာဒီအသင်းဘယ်လောက်ချက်တယ်ဘာကျွန်တော် Facebook မှာတက်ပြီဘာလို့ကျွန်တော်အသင်းကျွန်တော်ဘယ်လောက်ချက်လဲဆိုကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်သိပြီးသား အခုနောက်ပိုင်းမှာကျွန်တော်ဘောလုံးကြီးကိုတိတ်မဝစ်တာဖြစ်ပြီးကျွန်တော်အနေနဲ့ကျွန်တော်အဖန်လိုက်ပြောဆိုကျွန်တော်အနေနဲ့အခုလက်ရှိမှာဒါဖုတ်မလို့ဒီနောက်ဒီဒီနှစ်ပိုင်းမှာပေါ့နော်ဒါကိုယ်အသင်းနဲ့ကိုယ်တော်တော်လေးဝေးကွာလာလို့ကျွန်တော်ဒီအသင်းကိုချက်ဆုံးမယ်လက်ရှိမှာကျွန်တော်အနေနဲ့ဒီအသင်းကိုကျွန်တော်အချက်ဆုံးမယ်ဒါလာမယ့်ရာသီမှာလည်းကျွန်တော်ဒါဒီအသင်းအိမ်ဝင်းကိုတော့သွားဖို့အတွက်တော့ကျွန်တော်စီစဉ်ထားတယ်လက်ရှိနေထားရအဲ့တော့ပြောချင်တာကဘာမှကျွန်တော်တို့ကဒီအသင်းကိုချစ်တဲ့စိတ်တစ်ခုကလွင်ကျွန်တော်စီကိုဒီအသင်းကဘာမှကောင်းချူမပေးဘူးဗျာဒါမှမဟုတ်ဘုံဘုံလင်းပြောတာအဲ့တော့ တခုခုမျောလင်းတာတခုခုတော့မမျောလင်းဘာဒီအစင်းစားအပီးကြရတာကိုသူများကြီးလို့ဟာအသက်မှာဒီအသင်းကအောင်မဒီခုလက်ရှိမှာဘောလုံးအသင်းမှန်တယ်များအပီးလို့တရားမှာ69ခမရငါဒီအသင်းအောင်မြင်ဒီအသင်းကိုဒါကျွန်တော်တို့တခုခုကြည့်ပြီးကြိုက်လို့အကုန်လုံးအပီးကြရတာပဲကျွန်တော်တို့ပြစ်တက်တယောက်နေခမကျွန်တော်အမြဲတမ်းမြင်ခမအသင်းကဘာလို့ဒီအကြီးကျွန်တော်လည်းမသိဘူးခမဒါအပွင့်ကျွန်တော်လည်းမသိဘူး ကျွန်တော်နေတာနောင်နာရလားဆိုတော့နောင်နာမရဒီအသင်းကိုချက်ရဘယ်တော့မှနောင်ဒီအသင်းတို့ကုံဝါးရပတ်စံနေဘယ်တော့မှနောင်နာမရဒါပေမဲ့ကျွန်တော်နေနဲ့ရေရှည်ဆက်သုံးမလားလို့မေးရင်တော့ကျွန်တော်ဒီမေးခွန်းကိုတော့ကျွန်တော်တွေ့ဝေသွားပြီပေါ့နော်အဲ့တော့ဒီတခါကပြောလို့ပဲလီဗာပူးလို့အသင်းမျိုးနေနဲ့ဒါကျွန်တော်လုတ်ပြသွားတယ်ကျွန်တော်နေနဲ့အားကြတယ်ဘာလို့အားကြဆိုတော့ feeling တခုပေါ့နော်ဘာလို့ဒီ feeling ကိုကျွန်တော်ဘာမှမသိဘာလို့ကျွန်တော်ကျွန်တော်ဘဝမှာမမဲ့ရကျွန်တော်ဒီကားလင်းခလာရတော့ကျွန်တော်အဖေကျိုးဆိုကျွန်တော်အဲ့ပွဲကြည်ဘူးတာပဲရှိတာမြင်ဘူးတာကြည်အဲ့တုန်းကကျွန်တော်ခုနပြော spa thing ကိုသဘောကျတယ်လောက်ပဲရှိတာအာဒီအသင်းဖလာရလို့ရေးပြောတဲ့ feeling လည်းမရှိဘူးကျွန်တော်အသက်ရွယ်နေကျွန်တော်ခုနပအဲ့လောက်ကြည့်လို့ ဖြစ်အဲ့တော့ကျွန်တော်တကယ်နဲ့အာဒီသင်းကိုဒါအကြီးကျယ်တာဘာမှန်းကိုမသိဘူးအခုလက်ရှိမှာဗျာ G6 G မှာအပွင့်လင်းဆုံးပြီးတော့ Arsenal ပြိတ္တတွေတောင်မှ FA ဖလားမြင်ဘူးတယ်ဒါကျွန်တော် commentary တိုင်းမြင်ဘူးတယ်ပြောမှာဆိုသူ့ဘာသူဖလားတွေနည်းနေတယ်အဲ့တော့အခုလက်ရှိမှာဒါအပွင့်လင်း West Ham ပြိတ္တတွေတောင် Conference League ဆိုတဲ့အကြောင်းမြင်ဘူးတယ် Leicester City ပြိတ္တတွေဆိုရင်လည်းဒါသူတို့အနေနဲ့ Premier League တိုင်တွေကြီးကိုမြင်ဘူးတယ်ဒါကျွန်တော်လက်ရှိမှာ Newcastle ပြိတ္တတွေဆိုအခုလက်ရှိမှာဒါကျွန်တော် Carabao Playoff တွေအဲ့တော့ ျွန်တော်အားပြလာတဲ့တက်တန်းတစ်ချောင်းမှာကျွန်တော်အသိကိုကျွန်တော်ဖလားရတာတကူမြင်မှုတယ်ဒါပေမဲ့ကျွန်တော် feeling ရကျွန်တော်မကအဲကျွန်တော်အဲ့ feeling ကိုကျွန်တော်ဘာမှမသိဘူးအမှန်တိုင်းပြောတာအဲ့တော့ခုနကတချို့ကျွန်တော်မနာလို့လားမင်းကျွန်တော်နေတယ်မနာလို့အောင်လူတကူကိုခင်ဗျမနာလို့အဲ့ဒီအကြောင်းခင်ဗျသိမှရမှာဒီတိုင်းမသိဘဲနဲ့သွားမနာလို့အဲ့ဒါသူများမနာလို့လိုက်မနာလို့ဒါပဲဖြစ်သွားမှာကျွန်တော်နေတယ်အခုလက်ရှိမှာလက်ရှိမှာ United ပြိတက်တွေ Liverpool ပြိတက်တွေကိုလက်ရှိမှာဒါကျွန်တော်တို့တင်းနေဆိုတာနားလည်လို့ရောဆိုတော့ဒီ feeling ကို United ပြိတက်ကအရင်ဆုံးရခဲ့ဒီကောင်တွေကဒီ feeling ကိုလိုက်ရတယ်။ Okay ငါတို့ဒီ feeling ကိုပြန်ရအောင်ကြိုးစားမယ်။ကျွန်တော် major feeling ဘယ်လိုဖြစ်လဲကျွန်တော်မသိဘူး။ ကျွန်တော်တကယ်မသိဘူးကျွန်တော်ကျွန်တော်ဘဝမှာချန်ပီယံလိဖိုင်နယ်ကိုတက်ဖူးရင်တော့ဒီလောက်ပျော်ခဲ့တဲ့လူတယောက်နဲ့ဖလားသာရသွားခဲ့မယ်ဆိုကျွန်တော်ဘယ်လောက်ထိပျော်မှန်း feel လဲကျွန်တော်မသိဘူးဘာလို့ကျွန်တော်မှမခံစားရဘူးလားအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ချက်စီပိတ်တဲ့ဓာရီကကျွန်တော်ဒါအမြင်နဲ့နှစ်တိုင်းအရင်တော့ခံစား United ပိတ်တဲ့အခုလက်ရှိမှာတိုင်ပတ်ပါတယ်ဆိုတဲ့ခက်ပါတော့မှဖလားတစ်လုံးနတ်မှန်အောင်ရတဲ့ခက်တစ်ခုဖြစ်ခဲ့တယ်အာစနယ်ကခုနလက်ရှိမှာဒါကျွန်တော်တို့ဖလားရင်းနဲ့အနေနဲ့ဝေးသွားသွားနေဆိုတော့မလက်ရှိမှာကျွန်တော်တို့ဖလားရခဲ့တဲ့တင်းတူတူဖြစ်တယ်။အဲ့တော့ ပြောကျင်တာကဗျာဒီလားကိုရီအသင်းအဲ့တော့ကျွန်တော်တခါကျရင်ကိုယ်စဉ်ချန်ပီယံရှစ်တော့ဗောချန်ပီယံရှစ်ဆင်းသွားရင်ချန်ပီယံရှစ်ဖလားများရခဲ့မယ်ဆိုတဲ့ပူဇော်မျိုးဖီလင်းများရမလားဗောအဲ့တော့ခင်ဗျာဘောမှာလေးဒီလားကိုပူဆိုးတဲ့အရာတခုကပါလားဒါလားအရင်ဆိုးရွားတဲ့အရာတခုကပါလဲဆိုအဲ့ဒါကြီးခင်ဗျာကိုကွန်ထရိုးမရှိတာပဲကျွန်တော်ဘောမှာလေးကျွန်တော်လေးပတ်စံနေအရင်ချမ်းသာခြင်းတဲ့အရာတခုပဲရှိတယ် ကျွန်တော် ကားကောင်းကြီးလည်းမစည်းချင်ဘူးအိမ်ကောင်းကြီးလည်းမဝယ်ချင်ဘူးကျွန်တော်ကျွန်တော်မိဘကျွန်တော်ဒီနောက်တနေထားနိုင်နေပြီကျွန်တော်ဥမာမိမယူမိမယူကျွန်တော်ကောင်းအောင်ထားတယ်ကျွန်တော်ကလေးမွေးမယ်ဆိုကလေးကောင်းအောင်ထားတယ်ကျွန်တော်လက်ရှိရှာတဲ့ပတ်စံကျွန်တော်တို့ AC လောက်တယ်ကျွန်တော်မိသားစု AC လောက်တယ်ဒါကြောင့်ကျွန်တော်ပတ်စံတွေအများကြီးရှိနေတယ်ဒီလားဘာကြောင့်ကျွန်တော်ဒီဘလုံးသိမ်းဝယ်ပြီးငါဒီလိုလုပ်ပြနိုင်တယ်ငါကရင်ဒီလောက်ထိကောင်းနိုင်တယ်ဆိုတော့ကျွန်တော်လုပ်ပြချင်တယ်ဒါပေမဲ့အဲဒီဘောမှာတော့မပြနိုင်တော့ဘူးမြင်တယ်။ဘာအခုပဲလက်ရှိမှာတက်ရတာကျွန်တော်လူလူတက်တန်းရတာသုံးပုံတမုံလောက်နေနေပဲလူကဘောသုံးပုံတမုံမဟုတ်ဘူးသုံးပုံဒါကျွန်တော်လေးပုံတော့ဘောဆိုပဲပြောပြမယ်အေးပေါ့။ လို့နှစ်ပုံတပုံတော့မဖြစ်သေးပါဘူးဒါသုံးပုံတပုံမရောက်တော့သုံးပုံတပုံနည်းနည်းကြော်ကြော်ပေါ့နော်သုံးပုံတပုံခွဲပေါ့သုံးပုံတပုံခွဲတော့ရောက်နေတဲ့အချိန်မှာဒီဒင်းကိုခုနကပြောသူပဲကျွန်တော်ဘာမှဘာအိုက်ဖီလေကျွန်တော်ဘာမှမသိသေးဘူး ခင်ဗျအဲ့ဒါခင်ဗျအဆိုးရွားဆုံးခင်ဗျတို့အခုလက်ရှိမှာကျွန်တော်ဗီဒီယိုကြည့်ရစပါပိတ်သက်မှုပဲလက်ရှိမှာကျွန်တော်ဗီဒီယိုကြည့်နေလူမေးတယ်အဲ့ဒီ feeling အကုန်လုံး describe လုပ်ကျွန်တော် describe လုပ်လို့မရဘူးကျွန်တော်မမြင်ဘူးကျွန်တော် မခံစားဘူးအေးပေါ့ sure ခုနကပြောကျွန်တော်တက်အသက်ကြီးရတဲ့ယူချိုခံစားမှုရင်ခံစားမှုကျွန်တော်တော့မခံစားဘူးကျွန်တော်နေတာမြင်ဘူးလိုက်တာပဲရှိရဒီ feeling ကိုကျွန်တော်မခံစားဘူးလက် anticipation မခံစားဘူးလက်မနေ့ကခုနကပြောဟာဒီ fly ရတဲ့ဥစ္စာငါတိုက်ပေးရတာလက်တွေတုံကျွန်တော်မခံစားဘူးဟုတ်ကျွန်တော်အနေနဲ့လားခုနကပြောလို့နောက်ဆုံးပြအလီဆာဆုံးခံစားရတော့ဒီယိုနယ်မက်ဆီကဘာဖလာရတဲ့ပုံစံမျိုးခံစားရပြီဒါတော့မှတူတူတယောက်ရဲ့ achievement ပဲရှိတာဒါ ကျွန်တော်အနေနဲ့ခုနကကျွန်တော်တစ်ခါခေါက်ကျွန်တော်ဒါကျွန်တော်ကောင်မကြီးနဲ့ကျွန်တော်စကားပြောရင်ကျွန်တော်အမြဲတမ်းပြောဘူးတာရှိအဲ့ဒါကဘာလဲဆိုတော့ငါဒီအမရပါငါယူမြသွားမလားမသိဘူးเนาะဒါခုနကဒါကြောင့်မလို့ခုနကဘုရားသခင်ကဒီအသိကိုဖလားမရအောင်မယူပေးတာလုတ်ပေးတာလားမသိဘူးဒီအသိမဖလားရငါယူမြသွားမလားမသိဘူးဆိုပြီးကျွန်တော်ကိုကျွန်တော်အမြဲတွေးမိတယ်တော့ပါတယ်အခုဒါပြောကောင်မလေးကြောင့်ပြောနေတာခုနကဘယ်လိုဒါသူ့မွေးနေတဲ့ session ရနေပေါ့เนาะ session ရနေဖြစ်တဲ့ကြောင့်မို့လားမနေ့ကသူ့မွေးနေ စဘာဒုက္ခပြေကျွန်တော်နဲ့သူ့မွေးနေကိုမိပေါ့ကော်မတီကနေနေစိတ်ကောက်တော့တညာအောင်သူနေတဲ့စကားမပြောလဲအောင်အဲပြီးတော့မနေ့ကမှသူကလည်းအေးဟုတ်တယ်ငါခုနကပြောသွင်းနေငါလည်းနားလေတယ်ဘုနောနင်းနေသူကကျွန်တော်သူ့ကျွန်တော်ကော်မတီအခုလည်းရှိမှာကျွန်တော်တို့ perfect ဖြစ်တာဘာဖြစ်တယ်လဲကျွန်တော်ဘောလုံးပွဲအခြေအနေကိုသူအမြဲတမ်းကြည့်တယ်အမြဲတမ်းကြည့်ခုနကပြောလို့ပဲတကယ်ကိုအမြဲတမ်းကြည့်တကယ်ကိုနကတကယ်ကိုချစ်ဖို့ကောင်းတယ်ခုနကပြောလို့ပဲအဲ့တော့ ပြောမယ်ဆိုရင်ကျွန်တော်ရဲ့အသင်းချင်းဒီပေါ်မူတည်ပြီးတော့သူအမြဲတမ်းတာကျွန်တော်လိုက်ရောညီထွေကျွန်တော်နေပြီးတယ်ပေါ့ဒါပေမဲ့ခုနကပေါ့ကျွန်တော်ကိုယ်တိုင်လည်းမကောင်းတော့ပါခုနကပေါ့ကိုယ့်ရဲ့တာချစ်လာဆိုတော့ကောင်းပါလေးရဲ့မွေးနေ့ကိုတော့မှ beauty ရဲ့မိသွားလောက်အောင်ဘူသွားရဲဆိုအဲ့တော့ကျွန်တော်အနေနဲ့ခုနကပေါ့ဆိုပဲတကယ်တည်းပြန်စစကြည့်မယ်ဆိုရင်ဒီအသင်းကတော်တော်ကူစိတ်ဒုက္ခပြီးတဲ့အသင်းတွေကတသင်းလို့ပြောလို့ရတယ်ဘဝမှာခုနကပေါ့ကျွန်တော်ဘဝမှာဒီခင်ဗျားတို့ပြောပါမလားကျွန်တော်ဘယ်သူမှအဲ့လောက်ဒီစိတ်ဒုက္ခမပေးဘူး ောက်ဆုံးများကျွန်တော်ဒီကောင်မလေးမျိုးတွေကအရင်ကောင်မလေးနေတော့မှကျွန်တော်နေဟိုလမ်းခွဲသွားဆိုโอเคအားကနှစ်ဦးသဘောတူတာကျွန်တော်သူလည်းသူလမ်းသူခွဲကျွန်တော်မမေရကျွန်တော်နိုင်ငံသားတော့မလို့ဒါအရင်ကောင်မလေးနေခွဲခဲ့တယ်ဒါခုနကကျွန်တော်ကိုယ်တိုင်လည်းမသွားမဖြစ်ရမလို့ဒါငါသွားရမယ်โอเคနေသွားသွားနေလမ်းငါသွားငါလည်းကျွန်တော်ပြတော့ဒီလားအဲ့ဘယ်တင်ငါဟာဒီလူတယောက်ကကျွန်တော်လူတယောက်ကကျွန်တော်အဖေမေကိုကျွန်တော်လက်ရှိကောင်မလေးကိုကျွန်တော်ဘောမှာဘလူလူတယောက်တူအားမှာမင်းတို့ကျွန်တော်ဘောမှာခမပြောရင်မှာကျွန်တော်အလုတ်မှာကျွန်တော်ဒီတော်ရဲလို့မြင်မှာကျွန်တော်လုတ်မှာကျွန်တော်တာဝန်ကျေးကျွန်တော်လုတ်ကကျွန်တော်ဘက်တော့မှာတော်လို့စိတ်လို့ကမပေးဘူး ဒီဘောလုံးအသေးသေးမှကျွန်တော်စိတ်ဒုက္ခပေးတာအဲ့တော့ပြောမှမယ်ဆိုရင်တော့ဗျာဘယ်လို describe လုပ်ရမလဲမသိတဲ့အရာတခုပေါ့နော်အဲ့တော့ကျွန်တော်ကဒီဘောဗျာဒီတန်းဆိုရင်ကျွန်တော်ဘယ်လိုဖြစ်မလဲကျွန်တော်မသိတော့တော့အဲ့မှာတော့ကျွန်ရင်ဖွင့်တာပါလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းဆိုရင်တော့ YouTube for media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆိုတာပေါအောင်ကြည့်လို့ရပါတယ် ။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ TV for you လေးနေတွေကိုထည့်ပေးထားခြင်းပြုကျွန်တော်ဆက်ကွန်ညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးပဲကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမိကြပါနဲ့။များများကလစ်မှာအမြဲတမ်းဖြစ်ပါတယ်။အားလုံးကြိုတင်ပါတယ်။ common သောနေ့တွေနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ရဲ့နောက်မှာ ASC တွေ့ကြတာပေါ့။အားလုံးကြိုတင်ပါတယ်။ common သောနေ့တွေနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲ။အားလုံးပဲကိုနိုင်ပါ။ဒီပါပါ။